ငင်းစင်ခွစ် channel ကနေပရိသတ်အားလုံးကိုပြန်လဲကြိုဆိုလိုက်ပါရက်ဒီနေ့ဗီဒီယိုမှာတော့မြမပထမဆုံးများအမေးဖြေချက်83ချက်လုံးကိုအသေးစိတ်အချက်လက်အပြည့်စုံနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မိကွန်းတစ်ခုစီအတွက်စဉ်းစားချိန်9စက္ကန့်ပေးထားပါတယ်။ပိုတိုင်းဖြည့်ကြည့်ရင်ပိုဘယ်နှခုမှန်မလဲဆိုတာစမ်းသပ်ကြည့်လိုက်ပါအစင်သိဖြစ်ပြီဆိုရင်ပထမဆုံးမိကွန်းကိုစလိုက်ကြရအောင် 1 fight မိဂွန်းနံပါတ်1မြန်မာနိုင်ငံ၏ပထမဆုံးနိုင်ငံတော်သမရကဘသူဖြစ်မလဲဖြေကတော့ကဆက်ရွှေတိုက်ဖြစ်ပါတယ်သူဟာ1948ခုနှစ်ကနေ1950ခုနှစ်အထိတာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ် မေကွန်းနံပါတ်1မြန်မာနိုင်ငံ၏ပထမဆုံးဝင်ကြီးချုပ်ကဘသူဖြစ်မလဲဖြေကတော့ဦးမှုဖြစ်ပါတယ်သူဟာ1948ခုနှစ်ကနေ1960နှစ်ခုနှစ်အထိတာဝန်ထမ်းဆောင်ခဲ့ပါတယ် မေခွန်းနံပါတ်3ပထမဆုံးမြမလူမျိုးကုလသမဂ္ဂအထွေထွေတွေ့ရမှုချုပ်ကဘသူဖြစ်မလဲဖြေကတော့ကဦးတန်းဖြစ်ပါတယ်သူဟာ1961ခုနှစ်ကနေ1980ခုနှစ်အထိတာဝန်ထမ်းဆောင်ခဲ့ပါတယ်မေဂွန်နံပါတ်၄ပထမဆုံးအလင်္ကာကျော်စွာဘွဲရသူကဘသူဖြစ်မလဲ ဖြေကတော့ဟာသခင်ကိုယ်တော်မိုင်းဖြစ်ပါတယ်သူဟာ1950ခုနှစ်မှာဒီပွဲကိုရရှိခဲ့တာပါမိကုံးနံပါတ်5မြန်မာနိုင်ငံဤပထမဆုံးအမျိုးသမီးတန်မတ်ကြီးကဘသူဖြစ်မလဲဖြေကတော့ကဒေါခင်ကြီးဖြစ်ပါတယ်သူဟာ1960ကနေ1969 ုနှစ်အထိအိန္ဒိယနိုင်ငံဆိုင်ရာတန်အမတ်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။မေကွန်းနံပါတ်6ပထမဆုံးအင်္ဂလိပ်မြန်မာဗီဒန်ကို ပြန်ဆိုခဲ့သူများကဘယ်သူတွေဖြစ်မလဲ။ခြေကတော့ဟာမခရမင်းသားကြီးနဲ့မစ္စတာလိန်ဖြစ်ပါတယ်သူတို့ဟာ1840တဲ့ခုနှစ်မှာဒေါက်တာဆင်မြူဂျွန်ဆင်ရဲ့အပီးဒံကိုပြန်ဆိုခဲ့ကြတာပါ မေကွန်းနံပါတ်9ပထမဆုံးမြမလူမျိုးအင်ဂျင်နီယာပွဲရသူကဘသူဖြစ်မလဲဖြေကတော့ကဥွှေဦးဖြစ်ပါတယ်မေကွန်းနံပါတ်8ပထမဆုံးသိပ္ပံစာပေပြုစုသူပညာရှင်ကဘသူဖြစ်မလဲဖြေကတော့ ရောမင်းကြီးဦးကိုလိုင်ဖြစ်ပါတယ်။မေကွန်းနံပါတ်6ပထမဆုံးအနောက်တိုင်းဆေးဒေါက်တာဘွဲ့ရမြန်မာလူမျိုးကဘသူဖြစ်မလဲ။ခြေကတော့ကဒေါက်တာရှောလူဖြစ်ပါတယ်။မေဂွန်နံပါတ်10ပထမဆုံးမဟာဝိဇ္ဇာဘွဲ့ရရှိသူကဘသူဖြစ်မလဲ။ ဖြေကတော့ဒေါက်တာတီတန်ပြဖြစ်ပါတယ်။မေဘုံနံပါတ်7ပထမဆုံးအိန္ဒိယပြည်ငင်ခံဝန်ထမ်း ICS ရာဒူရသူကဘသူဖြစ်မလဲ။ဖြေကတော့ကဦးတင်ထုတ်ဖြစ်ပါတယ်။မေဘုံနံပါတ်12မြန်မာနိုင်ငံတွင်ဗန်လုံငန်းပထမဆုံးတည်ထောင်သူကဘသူဖြစ်မလဲ။ ြေကတော့ဥယေကျော်သူဖြစ်ပါတယ်။မေကွန်းနံပါတ်73ပထမဆုံးပုဂံဆက်ပိုင်ရှင်ကဘသူဖြစ်မလဲ။ဖြေကတော့ကဥတော်ပကံဆက်ဖြစ်ပါတယ်မိကုံးနံပါတ်74ပထမဆုံးကြောက်စာဝင်ကဘသူဖြစ်မလဲ ဖြေကတော့ကတော်စိန်ကိုဖြစ်ပါတယ်မေဘုံနံပါတ်15ပထမဆုံးပြည်ရေးဝင်ကြီး home member ကဘသူဖြစ်မလဲဖြေကတော့စာဦးခင်ဖြစ်ပါတယ်သူဟာ1923ခုနှစ်မှာယာရုရရှိခဲ့တာပါမေကွန်းနံပါတ်16ပထမဆုံးအမျိုးသမီးမင်းတိုင်ပင် အမတ်ဥပရေပြုလွတ်တော်အမတ်ကဘသူဖြစ်မလဲဖြေကတော့ဒေါ်နီးမြဖြစ်ပါတယ်မိကုံးနံပါတ်16ပထမဆုံးမျိုးသားကောလိမ့်မှဝိစာပွဲရသူကဘသူဖြစ်မလဲဖြေကတော့ကဦးရာဆက်ဖြစ်ပါတယ် မေကွန်းနံပါတ်18ပထမဆုံးမြမလူမျိုးဟိုက်ကုတ်တရားဝင်ကြီးချုပ်ကဘသူဖြစ်မလဲဖြေကတော့ကဒေါက်တာစာမြဘူးဖြစ်ပါတယ်မေကွန်းနံပါတ်19ပထမဆုံးမြမနိုင်ငံသမိုင်းကော်မရှင်ပညာမင်းကြီးကဘသူဖြစ်မလဲဖြေကတော့ စီသူဦးကောင်းဖြစ်ပါရဲဟာ1955ကနေ1956အထိတာဝန်ယူခဲ့ပါတယ်။မေဂွန်နံပါတ်20ပထမဆုံးမြန်မာဘာရော့ကူပြင်သစ်နှင့်ဂျာမနီပြန်ကဘသူဖြစ်မလဲ။ဖြေကတော့ကဒေါက်တာဗဟန်ဖြစ်ပါတယ်။ မေကွန်းနံပါတ်22ပထမဆုံးရန်ကုန်တက္ကသိုလ်ကျောင်းအုပ်ကြီးကဘသူဖြစ်မလဲဖြေကတော့ကပမောခဥဖေမောင်တင်ဖြစ်ပါတယ်မေကွန်းနံပါတ်22ပထမဆုံးရန်ကုန်တက္ကသိုလ်ဥပဒေပါမောခကဘသူဖြစ်မလဲဖြေကတော့ ခန်ဦးမီအောင်စွဲဆောင်ပညာရှင်ဖြစ်ပါတယ်မေကွန်နံပါတ်23ပထမဆုံးရန်ကုန်တက္ကသိုလ်အင်္ဂလိပ်စာကတိကကဘသူဖြစ်မလဲခြေကတော့ကဒေါက်တာဘမော်ဖြစ်ပါတယ်သူဟာ1919ခုနှစ်မှာကတိက ဖြစ်လာခဲ့တာပါ မိကွန်းနံပါတ်24ပထမဆုံးမြမမျိုးသမီးဆရာဝန်ကဘာသူဖြစ်မလဲဖြေကတော့ခတော်စောစားဖြစ်ပါတယ်သူဟာ1912ခုနှစ်မှာဆရာဝန်ဖြစ်လာခဲ့တာပါမေဘုံနံပါတ်25ပထမဆုံးအသေးစားထိုးခုဆရာဝန်ကြီးကဘာသူဖြစ်မလဲ ြေကတော့ကဒေါက်တာနော်မန်လှဖြစ်ပါတယ်။မိဘုံနံပါတ်26ပထမဆုံးသွားဆိုင်ဆရာဝန်ကဘသူဖြစ်မလဲ။ခြေကတော့ဂအူးထောင်ဖို့ဖြစ်ပါတယ်။မေဘုံနံပါတ်29ပထမဆုံးနိုင်ငံရေးမျက်စိဖွင့်ပေးခဲ့သူလို့တင်စားခံရသူကဘသူဖြစ်မလဲ။ ဖြေကတော့ကဆရာတော်အကျဉ်းဥဥဒ္ဓမဖြစ်ပါတယ်။မေခွန်းနံပါတ်28ပထမဆုံးနိုင်ငံရေးဖြစ်ထောင်ကြခံခဲ့ရသူကဘသူဖြစ်မလဲ။ဖြေကတော့ဟမ်ဆရာတော်အရှင်ဥဥဒ္ဓမဖြစ်ပါတယ်။ မေကွန်းနံပါတ်29ပထမဆုံးနိုင်ငံရေးပေါ်တမဖြစ်ထောင်ကျခံခဲ့ရသည့်အမျိုးသမီးကြီးကဘသူဖြစ်မလဲ။ဖြေကတော့ကဒေါ်သိန်းတင်သခင်မကြီးဖြစ်ပါတဲ့သူဟာ1924 1925ခုနှစ်တွေမှာအကျဉ်းကျခံခဲ့ရတာပါ။ မေဖို့နံပါတ်30ပထမဆုံးဗမာနိုင်ငံလုံးဆိုင်ရာចောင်းသားများတမက်ကဘာကတာဥက္ကဋ္ဌကဘသူဖြစ်မလဲဖြေကတော့ကဥရာရှိဖြစ်ပါတယ်သူဟာ1936ကနေ1940အထိဥက္ကဋ္ဌဖြစ်ခဲ့ပါတယ်မေဃုံနံပါတ်30တပထမဆုံးအာဇာနည်နေ့အခမ်းအနားဥဆောင်ကျင်းပသူကဘသူဖြစ်မလဲ ဖြေကတော့ဂန်းမျိုးမဦးတန်းကျယ်ဖြစ်ပါတယ်သူဟာ1948ခုနှစ်ပထမဆုံးအာဇာနည်နေ့ခမ်းနားကိုထိုစဉ်ကဘဂတဥက္ကဋ္ဌအနေနဲ့ဦးဆောင်ကျင်းပခဲ့ပါတယ်မိကွန်းနံပါတ်32ပထမဆုံးနိုင်ငံသားရောက်မြန်မာဆိုင်ဆရာကြီးကဘသူဖြစ်မလဲဖြေကတော့ကစိန်ပေတာ ဖြစ်ပါတယ် မေကွန်းနံပါတ်33ပထမဆုံးမြမလီသူရဲ့မိဘုံပြန်ကဘသူဖြစ်မလဲဖြေကတော့အမိဘုံပြန်ဦးကျော်ရင်ဖြစ်ပါတယ်မေကွန်းနံပါတ်34ပထမဆုံးကိုကာယအလှဖော်ထုတ်သူကဘသူဖြစ်မလဲဖြေကတော့ ဒေါက်တာဝါလာတာချစ်ထွန်းဖြစ်ပါတယ်မိကွန်းနံပါတ်35ပထမဆုံးအိုလံပစ်သွားအားကစားသမားကဘသူဖြစ်မလဲဖြေကတော့ကဦးစော်ဝေးဖြစ်ပါတယ်သူဟာ1936ခုနှစ်အိုလံပစ်ပွဲတော်ကိုတွားရောက်ခဲ့ပါတယ် ပထမဆုံးလူမှုဝန်ထမ်းအမျိုးသမီးဘိုးဘွားများဝါလူအိုများစောက်ရှောက်ရေးကဘသူဖြစ်မလဲဖြေကတော့ကဒေါ်ဦးစွန်းဖြစ်ပါတယ်မိဘနံပါတ်39ပထမဆုံးလူမှုထူးချွန်ပထမဆင့်ကိုရရှိသူအမျိုးသမီးကဘသူဖြစ်မလဲဖြေကတော့ ဟာဂျီမပြင်းမနာတော်ဘူးဖြစ်ပါတယ်သူဟာ1981ခုနှစ်မှာရရှိခဲ့တာပါမိဂွန်းနံပါတ်38ပထမဆုံးဆက်ရုပ်တီထွင်သူကဘသူဖြစ်မလဲဖြေကတော့ဦးကြည်ဖြစ်ပါတယ်သူဟာ1986ခုနှစ်မှာတီထွင်ခဲ့တာပါ မေကွန်းနံပါတ်39ပထမဆုံးနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်ပထမဆုံးမြန်မာလူပဲငင်းချင်ယေရှုရှင်ကဘသူဖြစ်မလဲ။ဖြေကတော့ဟာဒေါအောင်ဆန်းစုကြည်ဖြစ်ပါတယ်။သူဟာနိုဘဲဆုကို1961ခုနှစ်မှာရရှိခဲ့ပါတယ်။မေဂွန်းနံပါတ်40ပထမဆုံးမြန်မာနိုင်ငံမှာဖလော်ရီနိုင်တင်ဂေးစုရရှိသူကဘသူဖြစ်မလဲ။ ဖြေကတော့ဒေါခင်အုံးမြစာရေးဆရာမကြီးမြမာလာ ဖြစ်ပါတယ်သူဟာ1963ခုနှစ်မှာရရှိခဲ့တာပါမေကွန်းနံပါတ်40ပထမဆုံးနယ်လဲဆက်တပင်ကိုတီထောင်သူကဘသူဖြစ်မလဲဖြေကတော့ great ဦးဘိုးစိန်ဖြစ်ပါတယ် မေဘုံနံပါတ်42နှစ်ပထမဆုံးမြမရုပ်ရှင်ထူထောင်သူနှင့်ဒါရိုက်တာကဘသူဖြစ်မလဲခြေကတော့ကလန်ဒန်အက်ဦးအောင်မောင်ဖြစ်ပါတယ်မေဘုံနံပါတ်43ပထမဆုံးမြမရုပ်ရှင်ထူးကျော်စုအကယ်ဒမီရဒါရိုက်တာကဘသူဖြစ်မလဲခြေကတော့ ကဥတုခဖြစ်ပါတယ်သူဟာ1954ခုနှစ်မှာပထမဆုံးအကြိမ်ရရှိခဲ့ပါတယ်မိကွန်းနံပါတ်44ပထမဆုံးမြန်မာရုပ်ရှင်မင်းသားကဘသူဖြစ်မလဲဖြေကတော့ဦးညီဘူးဖြစ်ပါတယ် မေကွန်းနံပါတ်45ပထမဆုံးမြမရုပ်ရှင်ထူးချွန်စုရမင်းသားကဘသူဖြစ်မလဲဖြေကတော့ကဦးကျော်ဝင်းဖြစ်ပါတယ်သူဟာ1952ခုနှစ်ပထမဆုံးအကယ်ဒမီပေးပွဲမှာရရှိခဲ့တာပါမေကွန်းနံပါတ်46ပထမဆုံးမြမရုပ်ရှင်ထူးချွန်စုရမင်းသမီးကဘသူဖြစ်မလဲ ေကတော့ခဲជីជីသေးဖြစ်ပါတယ်သူလဲ1952ခုနှစ်မှာပဲဥကြော်ဝင်းနဲ့အတူ ပထမဆုံးရရှိခဲ့တာပါမိကွန်းနံပါတ်48ပထမဆုံးမြမရုပ်ရှင် စတန်မင်းသားကဘသူဖြစ်မလဲဖြေကတော့ကြော်ဆိုးဖြစ်ပါတယ် မေကွန်းနံပါတ်48ပထမဆုံးမြမရုပ်ရှင်ထူးချွန်စုဇက်ပိုးစု အမျိုးသားရရှိသူကဘသူဖြစ်မလဲဖြေကတော့ကဦးကြောက်လုံးဖြစ်ပါတယ်သူဟာ1962ခုနှစ်မှာ ပထမဆုံးအကြိမ်ရရှိခဲ့ပါတယ်မေကွန်းနံပါတ်49ပထမဆုံးမြမရုပ်ရှင်ထူးချွန်စုဇက်ပိုးစုအမျိုးသမီးရရှိသူကဘသူဖြစ်မလဲ ဖြေကတော့ရောမင်းွဲဖြစ်ပါတယ်သူလည်း1962ခုနှစ်မှာပဲပထမဆုံးအကြိမ်ရရှိခဲ့ပါတယ်မေဘုံနံပါတ်50ပထမဆုံးကလေးတရုတ်ဆောင်စုကိုရရှိသူကဘသူဖြစ်မလဲဖြေကတော့ဒါကအောင်ထုံးလေးဖြစ်ပါတယ်သူဟာ1989 ခုနှစ်မှာအဖေတခုသားတခုဇကားနဲ့ရရှိခဲ့တာပါမိဘုံနံပါတ်52ပထမဆုံးစတီရီယိုအစိုးရလို့တမတ်ခံရသူကဘသူဖြစ်မလဲဖြေကတော့ကတက္ကသိုလ်ထွန်းတော်ဖြစ်ပါတယ်မေကွန်းနံပါတ်52ပထမဆုံးမြန်မာနိုင်ငံမှသတင်းစာဆရာမကဘသူဖြစ်မလဲ ဖြေကတော့ဒေါ်စန်းယုံခေါ် independent ဒေါ်စန်းဖြစ်ပါတယ်မိဘုံနံပါတ်53ပထမဆုံးကာလပေါ်ဝိထုမောင်ရင်မောင်မမေမဲ့ရေးသူစာရေးဆရာကဘသူဖြစ်မလဲဖြေကတော့ဂျိန်းစလာကျော်ဖြစ်ပါတယ်မေဂွန်နံပါတ်54ပထမဆုံးဗုဒ္ဓအပိဓမ္မာကိုအင်္ဂလိပ်ဘာသာပြန်ဆိုသူကဘသူဖြစ်မလဲ။ ြေကတော့ကဥရွှေဇံအောင်ဖြစ်ပါတယ်။မေကွန်းနံပါတ်55ပထမဆုံးခေတ်ဆန်းကြပြဆရာကဘသူဖြစ်မလဲ။ဖြေကတော့ကဇောကြီးဖြစ်ပါတယ်မိကုံးနံပါတ်56ပထမဆုံးခစ်တဲ့ကလေးကြပြဆရာကဘသူဖြစ်မလဲ ေကတော့မင်းတူဝင်ဖြစ်ပါတယ်။မိကုံးနံပါတ်58ပထမဆုံးဖြစ်တဲ့မဂဇင်းထုတ်ဝေသူကဘသူဖြစ်မလဲ။ဖြေကတော့ကဥွှေကျူးဖြစ်ပါတယ်။မိကုံးနံပါတ်58ပထမဆုံးဖြစ်တဲ့ပကြီးဆရာကဘသူဖြစ်မလဲ။ ြေကတော့ကဥပညာဖြစ်ပါတယ်။မိဘုံနံပါတ်59ပထမဆုံးမြမလူမျိုးကာတွန်းဆရာကဘသူဖြစ်မလဲ။ဖြေကတော့ဥပကလေးရွှေတလေးဖြစ်ပါတယ်။မေကွန်းနံပါတ်60ပထမဆုံးမြမကာတွန်းရုပ်ရှင်ဆရာကဘသူဖြစ်မလဲ။ ြေကတော့ဥပကျမ်းဖြစ်ပါတယ်။မေခွန်းနံပါတ်60ပထမဆုံးမြမကာတွန်းဆရာမကဘာတူဖြစ်မလဲ။ဖြေကတော့ကတော်သိန်းရှင်ဖြစ်ပါတယ်။မေခွန်းနံပါတ်62ပထမဆုံးကြားကစားနေစာအုပ်ရေးသားသူကဘသူဖြစ်မလဲ။ ေကတော့ကကြာဥပသိန်းမန္တလေးဖြစ်ပါတယ်သူဟာ1964ခုနှစ်မှာဆယ်နှစ်ကွက်ကြားကစားနေစာအုပ်ကိုရေးသားခဲ့ပါတယ်မိကုံးနံပါတ်63ပထမဆုံးကွန်ပျူတာတက္ကသိုလ်ပမောက္ခချုပ်ကဘသူဖြစ်မလဲဖြေကတော့ဒေါက်တာတင်မောင်ဖြစ်ပါတယ် မေကွန်းနံပါတ်64ပထမဆုံးညွှန်ကြားရေးမှူးချုပ်နှင့်အမှုမြူဆွမ်း၏ဦးစီးဌာနတီထောင်သူကဘသူဖြစ်မလဲ။ခြေကတော့ဒေါက်တာတင်လိုင်းဖြစ်ပါတယ်။မေကွန်းနံပါတ်65ပထမဆုံးမြန်မာကိုခန္ဓာအလူရှင်ကဘသူဖြစ်မလဲ။ခြေကတော့ ကဦးဝင်းမြင့်မန္တလေးဖြစ်ပါတယ်။မေကွန်းနံပါတ်66ပထမဆုံးအကမဟာတီရီတူဒမာတင်ကြီးပွဲရရှိသူကဘသူဖြစ်မလဲ။အဖြေကတော့ကငကားတော်ဦးဖြစ်ပါတယ်။မေဘုံနံပါတ်69ပထမဆုံးတို့ဗမာအစည်းအရုံးဥက္ကဋ္ဌကဘသူဖြစ်မလဲ ဖြေကတော့ကတခင်မစိန်ဖြစ်ပါတယ်သူဟာ1935ခုနှစ်ကနေ1963အထိဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့ပါတယ်မိကွန်းနံပါတ်68ရဲဘော်၃ကြိတ်တွင် ပထမဆုံးကြာဆုံးခဲ့သူကဘသူဖြစ်မလဲဖြေကတော့ ကဘူဆောအောင်ဖြစ်ပါတယ်သူဟာ1942ခုနှစ်မှာကြာဆုံးခဲ့တာပါမိဘုံနံပါတ်69ပထမဆုံးကရင်မျိုးသားခရစ်ယာန်ဓမ္မဆရာကဘသူဖြစ်မလဲဖြေကတော့ကဘူတာဖြူဖြစ်ပါတယ် မေကွန်းနံပါတ်80မြန်မာကာတွန်းများကိုပထမဆုံးရေးဆွဲခဲ့သူနိုင်ငံသားသားကဘသူဖြစ်မလဲဖြေကတော့မစ္စတာမာတင်ဂျုံဖြစ်ပါတယ်မေကွန်းနံပါတ်81အလုံသမားစီယုံဤပထမဆုံးဥက္ကဋ္ဌကဘသူဖြစ်မလဲဖြေကတော့ သခင်လေးမောင်ဖြစ်ပါတယ်။မေကွန်းနံပါတ်82ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမက်ကတက္ကကပထမဆုံးဥက္ကဋ္ဌကဘသူဖြစ်မလဲ။ဖြေကတော့ကဥကြော်ခင်ဖြစ်ပါတယ်။သူဟာ1930တဲ့ခုနှစ်မှာဥက္ကဋ္ဌဖြစ်ခဲ့ပါတယ်။ မေကွန်းနံပါတ်83ပထမဆုံးဂျပန်ပြည်၌ရိုက်ကူးခဲ့သည့်မြမာရုပ်ရှင်ဇာတ်ကားကဘယ်ဇာတ်ကားဖြစ်မလဲ။ဖြေကတော့ဂျပန်ရင်သွေးဖြစ်ပါတယ်။ဒီဇာတ်ကားကို1935ခုနှစ်နိုဝင်ဘာလ30ရက်နေ့မှာယုံတင်ခဲ့ပါတယ်။မေကွန်းနံပါတ်84ပထမဆုံးမြမာဇလန်းရုပ်ရှင်ကားကဘယ်ဇာတ်ကားဖြစ်မလဲ။ ဖြေကတော့ကမေတ္တာနဲ့တူရာဖြစ်ပါတယ်ဒီဇက်ကားကို1920ခုနှစ်အောက်တိုဘာလ13ရက်နေ့မှာယုံတင်ခဲ့ပါတယ်မိကွန်းနံပါတ်85ပထမဆုံးစာပွဲရမြမလူမျိုးကဘာတူဖြစ်မလဲဖြေကတော့ကစာမောင်ခင်ဖြစ်ပါတယ်သူဟာ1924 ခုနှစ်မှာစာပွဲရရှိခဲ့တာပါမိခွန်းနံပါတ်86ပထမဆုံးတိပိရာဂရရဆရာတော်ကဘသူဖြစ်မလဲဖြေကတော့ဆရာတော်ဦးစာကရဖြစ်ပါတယ်မေကွန်းနံပါတ်89တော်လန်ရေးကောင်စီဥက္ကဋ္ဌကဘသူဖြစ်မလဲ ဖြေကတော့နေဝင်းဖြစ်ပါတယ်သူဟာ1962ခုနှစ်ကနေ1988ခုနှစ်အထိအုပ်ချုပ်ခဲ့ပါတယ်မေဘွန်နံပါတ်88ပထမဆုံးကာကွယ်ရေးဦးစီးချုပ်ကဘသူဖြစ်မလဲဖြေကတော့ကိုကျော်အောင်ဆန်းဖြစ်ပါတယ်သူဟာ1945ကနေ 1948ခုနှစ်အထိတာဝန်ယူခဲ့ပါတယ်။မေဂွန်နံပါတ်89ပထမဆုံးအောင်ဆန်းသူရိယာဘွယ်ရရှိသူကဘယ်သူဖြစ်မလဲ။ဖြေကတော့ဟမ်ဘုံမူအေးချိုကြဆုံးဖြစ်ပါတယ်သူဟာ1948ခုနှစ်မှာကြဆုံးပြီးဘွဲရရှိခဲ့တာပါ မေကွန်းနံပါတ်80ပထမဆုံးမြမမျိုးသမီးဝစ်လုံတော်ရရှေ့နေကဘသူဖြစ်မလဲဖြေကတော့ကဖွားမိဖြစ်ပါတယ်သူဟာ1925ခုနှစ်မှာဝစ်လုံတော်ရဖြစ်လာခဲ့တာပါမေဘုံနံပါတ်80ပထမဆုံးတရားလွှတ်တော်များတဲ့ကမြို့သမီးတရားသူကြီးချုပ်ဒီတော်စုကဘသူဖြစ်မလဲ ြေကတော့ဒေါ်ဝါဝါထုံးဖြစ်ပါတယ်သူဟာ2019ခုနှစ်နိုဝင်ဘာလ28ရက်နေ့မှာခန့်အပ်ခံခဲ့ရပါတယ်မိကုံးနံပါတ်82ပထမဆုံးအမျိုးသားစာပေ တသက်တာစုရရှိသူကဘသူဖြစ်မလဲဖြေကတော့ဘာပါရာဂူဦးလာကြိုင်ဖြစ်ပါတယ် မေကွန်းနံပါတ်83ပထမဆုံးအမျိုးသမီးပါရိပါမောက္ခကဘသူဖြစ်မလဲဖြေကတော့ကဒေါ်အောင်ဖြစ်ပါတယ်သူဟာ1936ခုနှစ်မှာပါမောက္ခဖြစ်လာခဲ့တာပါ